AVA 1940အခန်း36စက်သိန်းတမီးတော်ဥဒရမာလာအခုမှ9နှစ်တမီးသာရှိပါသေးတယ်ဒါကြောင့်တင်းတင်းနဲ့အရွယ်ရောက်မှ အင်းဝဘရင်ထံလာရောက်ဆက်သမိဖြစ်ကြောင်းဘရင်ခါဝင်နာဇာကအမိန့်ရှိလိုက်ပါတယ်အင်းဝနဲ့မနီပူရာတံများနှစ်ပတ်ဆိုင်နာသည့်ကြားတွင်တဲကန္နာကြီးတစ်ခုထိုးလာသည် ထိုတဲကန္နာကြီးတဲတွင်အင်းဝဘက်မှကိုသိန်းသခင်ခေါင်းဆောင်သောတပ်မှုများနှင့်မဏိပူရတပ်မှချန္ဒရာမော်နီဦးဆောင်သောတပ်များတွေ့ဆုံဆွေးနွေးကြခြင်းဖြစ်သည့်ချန္ဒရာမော်နီ၏စကားကိုကိုသိန်းသခင်ကကွန်တော်ဝါဝါဖြင့်နားထောင်နေသည်စနေမင်းလက်ထက်တော်ကမဏိပူရကဆက်သခဲ့တဲ့ပုပ်ပါမင်းသမီးနီလာခန်းဆိုရင်လေအသက်၁၇နှစ်အရွယ်ကလေးကအင်းဝဘရင်စီကိုဆက်သခဲ့တယ်မဟုတ်လားကျုပ်တို့ဘရင်တွေကချက်ချင်းတော့တော်ကောင်းမှာမဟုတ်ပါဘူးအရွယ်ရောက်ပြီးမှပဲမိဖုရားအဖြစ်ခြေတော်တင်ကြယူပါ အခုရဆက်တာထားလို့လေစောစောစီစီနှစ်ပြီတော်ရွှေလန်းဖောက်ပြီးသားဖြစ်တာဗောမှန်ပါတမီးတော်ဆက်တာရေးကိစ္စဟာချက်ချင်းဆောင်ရွက်ဖို့ရခက်ခဲပါသေးတယ်တမီးတော်ကြီးမဟုတ်ပဲလက်ဆောင်ပဏာများကိုပြည်စုံကုန်လုံးဆက်တာကိုဘရင်ကာဝိနာဇာကိုတော်ကလိုလားပါတယ် ။ဒါကြောင့်ကိုရော်တိုင်းကန်ဒလာနန်းတော်စီကိုပြန်ပြီးစီမံစရာတွေရှိနေသေးလို့ခဏတော့ပြန်ရပါဦးမယ်။မကြခင်ခေါဝိနာဇတ်မင်းတရားကြီးကိုတိုင်းအင်းဝအထိတမီးတော်ကိုလာဆက်ပါမယ်လို့ရွှေနှန်းရှင်ကိုရှောက်တင်ပေးပါ။ဟုတ်ပြီလေအခုကတက်တွေလည်းအတော်လေးပင်ပန်းနေကြတာသဘောပေါက်ပါတယ်ရှင်နှန်းရှင်ကိုဒီအတိုင်းပဲရှောက်လိုက်ပါမယ်နှစ်ဖက်တံများကြီးညှိနှိုင်းဝဲအောင်မြင်စွာပြီးဆုံးသွားခဲ့သည်ငကားရုပ်အလံတလူလူလွင့်ကား ပြန်လာခဲ့သောချန်ဒရာမော်နီနှင့်အဖွဲ့ကိုဂါဝဲနာဇတ်ကခံတပ်ပေါ်မှကြည်နေစီမင်းကန်ဂလာကိုပြန်လိုက်ခဲ့ဟုငါအမိန်ပေးတယ်တားတော်တားတော်မှာနားလဲကိုရှာရမယ်တာဝန်ရှိသေးတယ်ခမေးတော်ဂါဝဲနာဇတ်ကခေါင်းကိုခါရမ်းလိုက်သည်မင်းကန်ဂလာနန်းတော်ကိုပြန်လိုက်ခဲ့မှရမယ်ဆန်ကြီးမင်းဒီစစ်ပွဲမှာပြန်ပါမလာတဲ့အခါတိုင်းပြည်ကတမျိုးတမီထင်လိမ့်မယ်ပြီးတော့ရှန်ရှားစာနာဟန် ူပြဿနာရှိသေးတယ်အခုတမီးတော်ရှန်တီးကိုအင်းဝဘရင်စီစက်သားကိုငါကတိပေးခဲ့တာသူသိရင်ဒီအချိန်လေးကဘာဖြစ်မှန်းမသိသေးဘူးသူ့ကိုလည်းအင်းရှိရာကဖယ်ရှားမယ်သူ့ညီမရင်းကိုလည်းအင်းဝကိုပို့ပြမယ်ဆိုရင်လွယ်လွယ်ကူကူတော့ဖြစ်မှာမဟုတ်ဘူးဒီတော့ငါဘေးမှာမင်းနဲ့အင်းအားစုတွေရှိနေဖို့လိုတယ်စံကြီးကောင်ဝင်နာဇက်ဤစကားဆုံးတွင်စံကြီးကတိတ်ဆိတ်သွားသည်ကောင်ဝင်နာဇက်တွင် မိဖုရားများမှမွေးပွားသောသားတော်ခုနှစ်ပါးရှိသည် ုတ်သားတော်များအနက်စံကြီးကူရာလက်ပတ်မှာအကြီးဆုံးဖြစ်သည်။သားတော်အင်ရှိရာအနှင်းခံရသူမှာမိဖုရားငယ်မှမွေးသည်ရှန်ရှာဖြစ်နေသည်။နောက်ထပ်မိဖုရားငယ်များမှမွေးသောသားတော်များဖြစ်သောနန်ရှာ၊တွန်ရှာ၊စပိုစရီ၊ဘားရက်ရှာ၊ချန်ဂရာကင်နီရှာတို့မှလည်းအရွယ်ကူသည်ရောက်လာကြပြီဖြစ်သည်။ထို့နောက်မဏိပူရာ၏ထီးမွေနန်းလျာပြဒနာသည်အထူးအခိုက်မခံသည့်အခြေအနေဖြစ်သည်။ အထူးသဖြင့်ခမဲတော်နဲ့အကိုကြီးစံကြီးတို့မှာနှစ်နှစ်ချီကစစ်ရှိထွက်ပြီးအနိုင်မရပဲပြန်လာခဲ့သည့်အခါမိတို့ဖြစ်လာနိုင်သည်ကို ခံမှန်း၍မရနိုင်ခဲ့တို့ကစစ်ပွဲကိုမနိုင်ပဲပြန်လာခဲ့တာပါစံကြီးဒီအချိန်ငါသားခမီးတော်နားမှာရှိပေးပါကာဝင်းနာဇက်ဤလေးတန်းကဖြော့တော်နေ၏တားတော်ပြန်လိုက်ခဲ့ပါမယ်ဒါပင်ပဲနောင်နှစ်များအင်းဝါကိုပြန်လာဝင့်ရရင်တားတော်နာလဲကိုတွားရောက်ရှာဖွေခွင့်ပေးပါ ခေါဝင်နာဇက်ကတားပြစ်သူဤခေါင်းကိုကင်ကနှစ်သိမ့်လိုက်သည်နောက်တနေ့နနဆောစောတွင်မဏိပူရာတက်ကြီးသည်အင်းဝမြေမှစတင်စုပ်ခွာလာခဲ့ကြပြီဖြစ်သည်စံကြီးခူရာလပသည် မြင်းကိုဖြည်းဖြည်းမမှန်စီးနှင်းလာရင်မှအနောက်ဘက်လွင်ပြင်စီသို့တမင်လေပြန်လှည့်ကြည့်လိုက်သည်အေယော်ရီကိုအုံမိုးထားသော ထိုကောင်းကင်ပြပြကြီးကို သူဘယ်တော့မှမမေ့ညတကောင်းရန်အချိန်လှေတစင်းဖြင့်မြေနုကျုံးပေါ်ရောက်လာသောမိန်းကလေးတယောက်သူဘယ်တော့မှမမေ့ မဏိပူရာတို့ဤငကားလံများရှိရာတက်ဦးတို့သာသူပြန်မျက်နှာမူလိုက်၏အေယဝရီကဟိုးနောက်တွင်တရွေ့၍ကြံရစ်ပြီလေးဘက်လေးတန်ရာဇဝကွန်များအလဲတွင်ဝါးပြေဆောက်ထားသောမန်းနက်တစ်ခု ရှိနေသည်မန်းနက်အလဲတွင်ဟန်တာဝရီအရာတန်းများဖြစ်သောစင်ဝင်ဦးအောင်လဦးမောင်ဦးကိုစရေကြီးထားကစားဦးပေါ်ရွယ်ဦးအောင်လ၏တမန်စစ်ကဲစောပြားတို့ထိုင်နေကြသည်သူတို့အနီးတစ်ဖက်တစ်ချက်တွင်တမူးတာလပန်ရှိနေသည် လက်ရပေါ်မှာဟန်တာဝရီတွင်ကြံရစ်နေသည်အဝိုင်းရာစီသို့အခေါ်လွတ်လိုက်သောမင်းလောင်တာလာသည်ရာသမက်ကွက်အကွာရံများရှိသောရောက်ရှိလာပြီးဖြစ်သည်ဦးအောင်လှနှင့်ဟန်တာဝရီအရာတန်းများမှရင်တရိပ်ဖြင့်ကြည်နေကြသည်မန်းနံအနောက်တွင် အမဖြစ်သူတီရီနှင့်အတူရှိနေသည့်ဂမုံးကမြင်ဝင်းကိုမျက်တောင်မခတ်တမ်းကြည်နေသည်အချာအမှုတန်းများမှာလည်းရာသမက်ကွက်ဤလေးဘက်လေးတံမှဝင်ကြီးထွက်ကြီးတွာလာလှုပ်ရှားနေကြ၏။တရက်တပင်ရွာသည်တစ်ကြီးဝါးကြီးများဖြင့်စိမ့်ဆူနေသည်။ ရှေ့ဘက်စီသို့တက်လာသော နေအောင်ကြီးကတာလာ၏မျက်နှာကိုထိုးလာ၏တာလာကရာသမောက်ကွက်ကိုပတ်လျှောက်ကအရှိဘက်အပေါက်စီသို့မတ်တက်ရက်လိုက်သည်ထို့နောက်အရှိဘက်အပေါက်မှမန်နက်စီသို့ဝင်လာ၏မန်နက်လည်းကုန်းစင်တော်ဘေးတွင်ရက်နေသည့်အခါတော်ဘေးမြမာနာပုံနာတော်ကြီးခူသင်းတန်ကကြဲလောင်စွာထွက်ပေါ်လာသည်အောင်မီ အောင်မီအောင်မီဦးအောင်လာကလက်ပန်းမော်ခက်ကထောက်သည် ကြံသည့်လူများအားလုံးကထိုင်နေအားမှဆင်းလိုက်ပြီးမြေပေါ်တွင်ဝေတွားလိုက်ကြသည်။ဥအောင်လာကလည်းမင်းလောင်းတာလာလာသည့်လမ်းတွင်ဒူးတုပ်လက်အုပ်ချီကဝေတွားလိုက်သည်။ဖုံးတော်ကြီးမြတ်လာပါသော ရာမညတလိုင်းသုံးရက်တို့၏အရှင်သခင်တမိန်ထောဗုဒ္ဓကုန်တီဘွဲကိုခံယူပြီးဟန်တော်ရီနေပြည်တော်၏နေထွက်ဘရင်မင်းမြတ်အဖြစ်လက်ခံတော်မူမိကြောင်းကြီးတော်မျိုးကျွန်တော်မျိုးအမှုမတ်ပေါင်းကရှောက်ထားအပ်ပါသည်အရှင်သား။ တာလကစိတ်လုံးရှားလုံးသည်ဖြင့်လက်များပင် တုံဤနေ၏မန်းတပ်တစ်ခုလုံးမှာလူများသည်တာလဤရှေ့တွင်ဝေတားနေကြသည်ထို့သောတဏှာတွင် သူအားကောင်းမော့လျက်ကြည်နေသည့်မျက်လုံးစုံကိုတာလသတိထားလိုက်မိသည်ထိုမျက်ဝန်းများသည်စတွေ့စဉ်အခါကလေးကသူ့ကိုအမဲလိုက်ကြည့်နေသည့်မျက်ဝန်းများခမုံးကိုကြည့်ကသူပြုံးပြလိုက်၏ထို့နောက်ဝိုင်းဖုံးတော်ကြီးတင်သားပေးသည့်အတုံးလုံးများကိုသူ့ကောင်းထဲတွင်ရုတ်တရက်စဉ်းစားလိုက်သည် ငါကိုတော့လက်ခံတော်မူတယ်။မှန်ပါဟန်ဂါရီကိုကြွလျက်မြောက်ဘက်တစား၅ပါးကိုခံယူပြီးထင်းနှံကိုတင်ပိုက်တော်မူပါ။စင်တော်မြတ်တန်လွင်စာထွက်ကြွတော်မူပါအရှင်သာ။မန်းနဲ့အနောက်ဘက်တွင်တဲပြူခင်းသာသည့်လမ်းအဆုံးတွင် စီးတော်စင်ကအသင့်ရှိနေသည်။အောင်စီတော်ရုံးတံများနဲ့တူမွန်ရိုးရာမိချောင်းတူရိယာတီးတံများထွက်ပေါ်လာ၏။ဘီဇီယတာထီးပြူကိုကန်ဆောင်လာသည့်ထီးတော်မိုးများကတာလောက်ကိုဝိုင်းမိုးလိုက်ကြသည်။ 1940ပြည့်နှစ်ဒီဇင်ဘာလတွင်တထိန်ထောဗုဒ္ဓဂတိဘွဲ့ခံကွေမင်းတာလာကဟန်တာဝရီ၏ဘရင် ဖြစ်လာသည်ကွေမင်းကိုအမိတက်သည်မှာတာလာ၏ဖခင်မှာစနေမင်း၏ညီတော်ပကံမင်းသားဖြစ်ပြီးမိခင်မှာသူဘဘာဘွဲ့ခံလဟူကွေအမျိုးသမီးဖြစ်သည်တာလာနေသူ၏မိခင်တို့မှာငယ်စဉ်ကအင်းဝမင်း၏ရန်ကိုကြောက်သည်ဖြင့်ကွေများရှိရာ မရရာရှမ်းပြည်ဘက်စီတွင်လည်းပြေးလွာပုံအောင်ခဲ့ရဟုသည် တာလာ၏ကိုယ်အမည်မှာကြာလာဖြစ်သည်ထို့ကြောင့်တာလာကိုကိုယ်မင်းဟုလည်းပြည်သူများကအမည်တမုတ်ကြ၏ဟန်တာဝရီတွင်တတိတနံဖြစ်သည်နှင့်အင်းဝမှခန့်အပ်ထားသောမௌဒမမြို့ဝင်မင်းရဲ့ဇေယသူမှာလည်းမြို့တွင်မနေဝင်တော့ပေမௌဒမမှာတာလီဘန်၏တပ်များသည်ဟန်တာဝရီနှင့်ပူးပေါင်းသွားကြသည်ဖြင့်မௌဒမမြို့ဝင်မှာအယုဒ္ဓယာဘက်သို့ထွက်ပြေးတိမ်းချောင်သွားခဲ့သည်ထို့ကြောင့်ဟန်တာဝရီကမௌဒမကိုပါအလွယ်တကူရရှိသွားလေတော့သည် ျမဥက္ကလာအင်တော်စီတွားရအောင်ပါမို့ဖာသာတို့ပဲနန်းတော်ကိုတွားနေမှာ မကြငယ်လမ်းအောင်ကိုလွတ်လိုက်တဲ့လဲရင်လဲရောက်လာပါလိမ့်မယ်လူစားကအိမ်ရှိအဲကန်းထဲတွင်ထိုင်နေသော ဖာသာဂလစီယာတို့ငါးဦးကိုလူစားကတောင်းမှန်ကအပြင်သို့ထွက်သွား၏ဖာသာဂလစီယာနှင့်ဖာသာမွန်တီလီတို့မှမင်းရဲ့အောင်နိုင်ကမကွက်မြတ်ပဲအချုပ်ထဲထဲထားခဲ့သဖြင့်တေဘေးမှကံကောင်းစွာလွတ်မြောက်သွားခဲ့သည်ဟန်တာဝရီအခြေအနေရှုံထွေးနေစဉ်တွင်ဖာသာနရေနီမှာ တနင်္သာရီဘက်သို့မပြေးဘဲတန်လင်လိုက်တာဘုံကိုနေခဲ့သည်ထိုချိန်တွင်ဟန်တော်ရီ၌ဖျားကြောင်ဖွင့်လင်းနိုင်ရန်ဥဒါလာကသဘောတူလိုက်ကြောင်းဖာသာဂလီစီယာ၏အကြောင်းကြားမှုကြောင့်ဖာသာဂျွန်ဒဲကွန်တေးနှင့်ဆရာဝန်ဘရာသာကပယ်လိုတို့သည်တန်လင်သို့ရောက်ရှိလာကြသည်မင်းရဲ့အောင်နိုင်လုံခြံခံရပြီးနောက်ဖာသာမွန်ဒလီဖာသာနရီနီနှင့်နောက်ရောက်ရှိလာသည့်ဖာသာများမှာဟန်တော်ရီဘရင်အစ်စ်တမိန်ထုံးနှင့်တွေ့ဆုံရန်ရီဇာမတစင်ချိတ်ဆက်ခါရောက်ရှိနေကြခြင်းဖြစ်သည် ဘရင်အစ်စ်တမိန်ထောဟာဆက်သားရင်အတွက်မြန်မာကနန်းများရေးထွင်းလာသောနိုင်တလုံးနှင့်အီတလီပြည်ဖြင့်ဝိအထေအသုံးဆောင်များလည်းပါရှိလာသည်။ဦးအောင်လာ၏အိမ်တော်ထဲသို့ဝင်လိုက်သည်နှင့်ရခင်နှင့်မတူသောငွေအသက်ကိုလီစာခံစားလိုက်ရသည်။ဦးအောင်လာသည်ဗညာတလဘွဲခံဟန်တာဝရီ၏အမတ်ချုပ်ကြီးအဖြစ်ယာတူရရှိခဲ့ပြီဖြစ်သည်။ထို့အပြင်မကြမီအချိန်တွင်နန်းတော်ဦးကင်ဖွင့်မဲတဲ့သူဦးအောင်လာ၏တမီးငယ်ကမောအားတမိန်တော်ဘရင်တန်ဆက်သမီဖြစ်သည်။ ထို့ကြောင့်အဆောင်အချက်စစ်တီများအမျိုးအစွေများနဲ့အိမ်မှာရှုံ့ချက်ခတ်နေကြ၏တီရင်းနဲ့မဲဘူးကဂမုံကိုအလားဆုံးပြအောင်ပြင်ဆင်ပေးနေကြ၏ဂမုံကမုံမစိတ်ကမ်းမှာဆက်သသည့်အကောင်းဆုံးရွှေချီရေးဝစ်စုံကိုဝစ်ဆင်ထားသည်ဟဲမမလူစားလူစားကဂမုံကိုပြုံးပြလိုက်သည်ဂမုံရမ်းပျော့နေလားမပျော့ဘဲနေမလားမမရဲ့ तू ကငယ်ချစ်ကိုလဲရမယ်မိဖုရားလည်းဖြစ်တော့မယ်လေနောက်ဆိုမယ်ဘူးတို့ကသူ့ကိုလက်အုပ်ချရတော့မှာပါ ဟဲ့ဒီလိုတော့မလုပ်ပါနဲ့တို့မနေတတ်ဘူးမမဘူးရဲ့အချင်းချင်းတွေပဲဟာ အရင်လိုခေါ်ကြပြောကြဟောဒီလိုတော့မဟုတ်ဘူးလေညီမလေးရဲ့ငါညီမကမိဖုရားကောင်းကြီးဖြစ်တော်မှာမမတို့ကအစလူကြားစုကြားစုလက်အုပ်ကြီးခါသားရမှာ ဟုတ်တယ်နော်မမလီစာတီတီကကမုန်းကြီးစတုံးလေးကိုပြင်ဆင်ပေးရင် ပြောလိုက်သည်မမလီစာတို့လည်းနန်းတော်လေးကိုမကြခဏလာနော်ကမုန်းတယောက်လည်းပြင်းနေမှာ အမလီရှင်ပြန်လေးရှိနေတာပဲပြင်းချိန်ရပါမလားကမုံရင်မယ်ဘူးကြီးစကားကြောင့်အားလုံးကဝိုင်းရလိုက်ကြ၏ထိုချိန်တွင်ဥအောင်လကတော်ကအိမ်ရှိမှအခန်းတွင်သို့ဝင်လာ၏ရှေ့မှနန်းတော်ကဝေါ်ရင်နဲ့အမှုတန်းတွေရောက်နေပြီအသင်ထုတ်ဖို့ပြင်ဆင်ထားကြတော့ဟေတို့မိဖုရားလေးကိုဂယူးဆိုင်ကြနော်ကမုံကလူစားကြီးအနားသို့ကတ်လာပြီးလူစားလက်ကိုစုပ်ကင်ထားသည်ကမုံကြီးလက်များမှာအေးဆက်နေ၏ကမုံသူ့ရဲ့မယားဖြစ်ရတော့မှာပေါ့နော်မမလီစား မိဖုရားလို့ပြောပါကမုံရဲ့ဟင်အင်းကမုံမိဖုရားဖြစ်ရမှာမို့ပျော်နေတာမဟုတ်ဘူးသူနဲ့လက်ဆက်ရမှာမို့ပျော်တာကမုံသူ့မိမဖြစ်ရတာကိုပဲကြည်နဲ့တယ်မမလီစာကဲဖြစ်ရမှာဗောမိဖုရားရဲ့ဖြစ်ရမှာပါ1940ပြည့်နှစ်ဒီဇင်ဘာလကိုမဟာဓမ္မဇာတိပတိစီတပင်နန်းတော်ဟု အမိပေးထားသောနန်းဆောင်အတွင် ဖွင့်ပွဲကျင်းပနေသည် တတိတို့ထက်စီမှစစ်ပြေငိမ့်လိုက်နိုင်သည့်အတွက်မဟာဓမ္မအစာဓိပတိသည်နန်းဆောင်အသည်အတွင်းသဘင်သေးများစွာကိုခေါ်ယူကာကပြဖျော်ပြစေသည်အင်းဝါကိုပြန်ရောက်မလာသေးသောစစ်ဘိုလ်ချုပ်ကိုသိန်းသခင်နှင့်တံမူးတို့ကိုလည်းဘွဲ့တော်များပေးရခြင်းမည်သည်အခြားအမှုတမ်းများကိုဘွဲ့အသည်များပေးရသည်အထူးကြသောမှာဝတ်သားဟင်းချက်ရာတွင် အလွန်တော်သောစတော်ကဲတူရင်ဗလာကိုဒရိုးမင်းရဲ့အမိဖြစ်ဝင်ကြီးရာထူးပေးလိုက်ခြင်းနှင့်စကိုင်းအုပ်ချုပ်မှုသာငပုလကို လောကမင်းဘွဲဖြင့်နန်းတွင်တတ်တော်ရှိရာသူပေးလိုက်ခြင်းဖြင့်ရှင်ပြန်ဤပါဇက်ထဲတွင်ဖြစ်နေသောဘွဲများရာသူများသည်ထုံးစံနှင့်မလျော်ညီကြောင်းရှောက်တင်မိအမှန်များလည်းမရှိကြနန်းတွင်တစ်ခုလုံးပျော်ရွှင်နေကြချိန်တွင်ပြည်သာမင်းမှုမင်းသားထံသို့အထောက်တော်များမှတဆင်သတင်းစကားတစ်ခု ရောက်လာသည်မင်းမှုမင်းသားများသည်မဟာဓမ္မအစာဓိပတိနာသို့တိုးကပ်သွား၏မဟာဓမ္မအစာဓိပတိသည်စောင်းတန်နှင့်အတူတချင်းတို့ဘုတ်ကိုလိုက်ဆို နေရာမှရပ်သွားသည် ဘာများလျှောက်တင်နေရရှိလို့လဲညီတော်မင်းမှုမင်းသားကခတ်တိုးတို့လျှောက်တင်လိုက်သည်မဟာဓမ္မရဇာဓိပတိသည် အလံတကြားမတ်တက်ရက်လိုက်မကြမီသပင်ဆောင်တစ်ခုလုံးတိတ်ဆိတ်သွားသည်သပင်တွေများအလုံးထွက်ခွာခိုင်းလိုက်ကြပြီ ဖြစ်သည်ဟန်တာဝူရီတွင်မင်းရဲ့အွန်လိုင်းကိုလုံးကြံတက်ပြပြီးတမိန်တော်ဗုဒ္ဓဂိတ်ဒီအမည်ရှိဘယင်ကိုတင်မြောက်လိုက်ပြီဖြစ်ကြောင်းတဲ့င်းကမဟာဓမ္မရာဇာဓိပတိနဲ့တကွာနန်းတွင်တစ်ခုလုံးကိုတုံလို့သွားစေခဲ့သည် တမိန်တော်ဗုဒ္ဓဂိတိဆိုဒီမှာယခင်စနေမင်းညီတော်ပကံမင်းသားဖြစ်ပြီးအင်းဝမင်းသွေးဖြစ်နေသည့်အချက်ကလည်းမဟာဓမ္မရာဇာဓိပတိအတွက်ထိုးနှက်ချက်တစ်ခု ဖြစ်နေသည်အင်းဝပြည်တောင်ဝူတို့မှစစ်အင်အားများအားလုံးမှကတိစစ်မြေပြင်မှပြန်မလာရသည်ထို့ကြောင့်ဟန်တော်ဝီတို့တံများချက်ချင်းပို့ရန်လဲအင်းဝရင် တက်အလုံးလောက်မရှိဝင်းကြီးဥဖြိုးကခတ်တိုးတို့ရှောက်တင်သည်ကိုသိန်းမြေကိုဟန်တော်ဝီကိုတပါးရဲဆက်ချီတက်ခိုင်းလိုက်ရင်တင့်တော်ပါတယ်ဖေဟာ ပြည်မျိုးသားမင်းမှုမင်းသားမင်းရဲ့ရန်အောင်ကခေါင်းကိုဖြေးဖြေးချင်းခါလိုက်သည်ကိုသိန်းသခင်နဲ့တက်တွေဟာကတိတက်တွေရဲ့တိုက်ခိုက်ရမှာပင်ပန်းလာကြပါတယ်ချက်ချင်းချီစီခြင်းကမသိမ့်ပါဟန်တော်ရီတို့စစ်ကြီးရမှာလှေတက်ဖွဲ့ပြီးကျွန်တော်မျိုးကိုယ်တိုင်းရှေ့ပြေးချီပါမယ်နောက်မှသာကိုသိန်းသခင်ကိုဗိုလ်ချုပ်ဖြစ်နေကြီးကြောင်လိုက်ပါစေရင်တင်ကြောင်းပါငါစဉ်းစားပါမယ်ကွယ်ဘာရီတို့ကိုသိန်းသခင်ရောအခုဘယ်ရောက်နေတဲ့တော့ နောက်တစ်ပတ်လောက်နေအင်းဝန်နန်းတော်စီကိုဝင်ပါမယ်တဲ့ဖေဟာကြာလိုက်ရန်ဟောွယ်ဒီမှာရေးကပေါ်နေပြီဆိုမှခတ်နေပါပြီကိုင်းမင်းရဲ့ရောင်ကကြီးကျောင်းကတက်ဖွဲ့ချီတာလဲချီဘာရီတော်နဲ့တက်များဟာ နေပြီးတော့ကိုမဝင်ရစီနဲ့ဟန်သာဝရီကိုသာဆက်ချီတက်ကြစီလို့မဟာဓမ္မရာဇာဓိပတိအမိတ်တန်ကအားမပါလား မော်တော်ဖျားပွဲတော်ဟန်တာဝရီမျိုးတစ်ခုလုံးကပျော်ဝဲရှင်ဝဲများဖြင့်စီကားနေကြသည်ဟန်တာဝရီအင်းဝလက်အောင်မှလွံ့မြောက်ခဲ့ပြီးကိုယ်တိုင်ထီးနှံဖြင့်ဖြစ်နေပြီးဖြစ်သည်ဖြင့်ပြည်သူများမှအထူးပျော်ရွှင်နေကြ၏ပြင်သစ်အရှိအိန္ဒိယကုမ္ပဏီမှလည်းအထူးတင်သွင်းလာသောရမကာများကုန်စည်များရောင်းချပေးသည်အာရီမီနီယန်ကုန်တယ်တို့တင်သွင်းလာသောအိန္ဒိယကားကြေတဲများ၏မြေဝိုင်းအကကလည်းလူများကိုစိတ်ဝင်စားကြ၏စကန်ဟုခေါ်သောအထူးဆန်းများပြသသည့်ပွဲတွင်လည်းလူများအုံအုံကြကြ လူစားသည်ဝိုင်းဒီခွက်ကိုကန်ကအိမ်ရှိလေးစားဆောင်တွင်ထိုင်ရင်းလမ်းသွားလမ်းလာများကိုငေးနေ၏ဟန်တာဝရီသည်လွတ်လပ်သွားခဲ့ပြီးထိုမြေတွင်လူစားသည်လည်းအနောက်ရှက်ကင်းကင်းဖြင့်ဩဇာရှိသောကုံတဲ့တယောက်ဘွားကိုထူထောင်ရတော်မူသို့သော ရှေ့တွင်တွာလာနေကြသောမိသားစုများချစ်သူများမိတ်ဆွေများကိုငေးရင်းလူစားရင်လည်းလှိုင်တက်လာသည် လောကဒဏ်လိုက်မှုများငြိမ်သက်သွားချိန်တွင်မှအထီးကျန်မှုသည် သူ၏စိတ်ကန်းသို့စိုက်ကပ်လာခဲ့သည်ကို သူခံစားမိလိုက်၏ထိုချိန်တွင်အိမ်ရှိမှလူရဲတစ်ခုကိုလီစာတွေ့လိုက်ရသည်ရောင်လုံးကိုကိုကိုဘေးစောင်းချထားသည်ထိုသူလူစာရင်တစ်ခုလုံးဒိန်းကနေခုံသွားသည် လူရိတ်ကသူ့အိမ်ရှိတဲတဲတွင်ရက်ကသူ့ကိုငေးကြည့်နေ၏လူစာကဝိုင်ကောက်ကိုချကအိမ်ရှိသို့ပြေးဆင်းသွားသည်ခြံရှိသို့ရောက်သည့်အခါမြည်သူများမရှိဘူး ပွဲတော်သွာလာနေရသည့်မိသားစုများသာတွေ့ရသည်လူစာတပ်ပြင်းကိုချလိုက်သည်ထို့နောက်အိမ်ထဲသို့ဝင်ရန်ခြေလမ်းကိုလေးလံစွာ ပြန်လှမ်းလိုက်စဉ်လူစာအတန်ထို့အတန်နှင့်အတူတူရင်းနေခဲ့ဘူးသောအပြုံးတစ်ခု မောင်ရင်းငတွန်လူစာကငတွန်း၏ရင်ဝင်ထဲသို့ပြေးဝင်လိုက်သည်ငတွန်းကလူစာကိုဖတ်ထားလိုက်၏ရှင်ကျွန်မအကြာကြီးပြစ်ထားခဲ့တယ်နော်လူစာ၏မျက်ရည်များကငတွန်း၏ရင်ဘတ်စီသို့စိုစွတ်သွားစီခဲ့သည် ကျမတို့ဟန်တော်ရီမှာကျမတို့အတူနေကြမယ်မဟုတ်လားဟင်ကျမတို့ခွဲမသွားတော့ဘူးမဟုတ်လားငတွန်းဤကိုငွေနွေ့နွေ့ကလူစားဤတကိုယ်လုံးကိုလွှမ်းခြုံထားသလိုမဟုတ်ဘူးလူစားကြုတ်ခမ ्या ကိုလာခေါ်တာဟင်လူစားကငတွန်းဤရင်ဝင်ထဲမှာရုံးထွက်လိုက်ပြီဟုတ်တယ်လူစားအင်းဝါကကတိရင်နဲ့စစ်ပြင်းငိမ့်လိုက်ပြီအဲ့ဒီတက်တွေအကုန်လုံးမကြခင်ဟန်တော်ရီကိုခြိလာကြတော့မှာ သူတို့ဟန်တော်တွေကိုစစ်စစ်ညံ့ညံ့ကြည့်အောင်အပီးတန်ချေမုံပစ်ဖို့နန်းတော်ကအမိထုတ်ထားလိုက်ပြီအဲ့ဒါခမားအတွက်အန္တရာယ်ရှိတယ်ကျုံနဲ့လိုက်ခဲ့ပါကျုံတို့နဲ့ရောရှမ်းပြည်ဘက်မှာအေးအေးဆေးဆေးသွားနေရမယ်ဗီဇာကမျက်ရည်များကိုတုံးလိုက်ကခေါင်းကိုခါရမ်းလိုက်သည် AVA 1940စီဇန်1ပြီးပါပြီ